မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေအမ်စိတ်ဝင်စားစရာမိငုံတစ်ခုခွင့်နဲ့အစပြုထားတာပါမြန်မာလူမျိုးတွေလူသားနောက်လောက်တဲ့အခါပေါ့စေးယုံနေစာတင်ចောင်းနေလို့နေရာတွေထက်ဖွင့်ရေးចောင်းတွေကိုပို့ပြီးတော့လူကြော့တာများတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်မိငုံမျိုးပါဒါတူတူမြမြလေးတတိထားမိကြအောင်မြင်ထင်တယ်เนาะဆိုတော့ဒီအကြောင်းကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်။ဟုတ်ကဲ့ခင်ဗျာ။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုမိမောင်းထိုးပြနေတဲ့မိကုံးပါပဲ။ ဒီအလူအတန်းပြုလုပ်တဲ့ပုံစံဒါလေမြမယင်ကျင်းမှုတံပိုးထားမှုတွေနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားစရာပေးပါတယ်ဟုတ်ကဲ့ပါဒီကိစ္စကိုသေချာလေးကြည့်ကြည့်အောင်လေအဓိကမိကွန်းကတော့ဟိုမြမလူမှုတိုင်းဝိုင်းမှာအများစုတတိပြုမိကြတဲ့အလူဒါနဦးစားပေးပုံစံကိုထောက်ပြနေတာပေါ့အင်းစေးယုံလို့စာတင်ကျောင်းလို့လို့နေရာတွေထပ်ဆိုင်ရင်ဘာသာရေးအဆောက်အုံအဲဘုံကြီးကျောင်းတွေမှာလှူတာကပုံများနေတယ်ဆိုတဲ့အချက်ပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာက ဲ့ဒီလိုဦးစားပေးပုံစံကဘာလီကိုညွန်ပြနေတယ်လဲဆိုတာပါပဲဒါကဟိုကုသိုလ်ရေးဆိုင်ရာယူကြည်မှုတွေလားဒါမှမဟုတ်လူမှုရေးအရာအတိမတ်ပြမှုအကြောင်းလားဒါမှမဟုတ်ဟိုအဖွဲ့အစည်းတွေအပေါ်မှာထားတဲ့ယူကြည်မှုအတိုင်းအတာတွေနဲ့ရောဘယ်လိုဆက်ဆက်နေနိုင်မလဲဆိုတာစဉ်းစားဖို့လိုတာပေါ့ဟုတ်ပါတယ်ဒီလီလာတွေးရှိချက်ကမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူတော်တော်များများရဲ့အတွေ့အကြုံနဲ့လဲကဲ့ညီနေနိုင်လဲလို့ထင်တယ်အရေးကြီးတာကတော့လေဒီမေးခွန်းကိုမေးလိုက်ခြင်းအပြင် ဒီအလူဒါနာအလေးအကျဲ့နောက်ွယ်ကအချောင်းရင်တွေကိုစဉ်းစားသုံးသပ်ဖို့လမ်းပွင့်ပေးလိုက်တာပါပဲအချောင်းရင်တွေကတော့အမ်တခုမကရှိနိုင်တယ်ရှုပ်ထွေးပြီးတော့အမျိုးမျိုးဖြစ်နိုင်တာပေါ့ဟုတ်ကဲ့ဆိုတော့အချောင်းရင်တွေကိုတခုချင်းကြည့်ရရင်ပထမဆုံးအချက်အနေနဲ့ဘာသာရေးယုံကြည်မှုကဘလောက်တိအရေးပါနေလဲဆိုတာကိုကြည့်သင့်တယ်ထင်တယ်နော်ထေရဝါဒဘုရားဘာသာမှာဆိုရင်အဲတန်ကားတော်တွေကိုလှူဒါန်းတာက ကုသိုလ်အများဆုံးရနိုင်တယ်လို့အလင်းနဲ့ယုံကြည်ကြရတယ်ဆိုတာမျိုးပေါ့ မှန်ပါတယ်ကုသိုလ်ရဲ့ဆံရယုံကြည်မှုကအဓိကမုံတင်အားတစ်ခုလို့ပြောလို့ရပါတယ်อืมလောကီရေရအဆောက်အုံတွေကိုလူတာထက်တာနာလောက်ကိုလူတာကပိုပြီးကုသိုလ်ကြီးတယ်ပိုပြီးတိုက်ရိုက်အချိုးပေးတယ်လို့ယူဆကြတာမျိုးပါလေဒါကြောင့်မလို့ဖျားတီတာကြောင်းစော့တာတွေကိုပိုပြီးဥစားပေးလူတန်းကြတာတွေ့ရများပါတယ်တော်ပေမဲ့အဲ့ဒါတခုတည်းတော့ဟောအုံးမင်မထင်ဘူးဟုတ်ပါတယ်ဟုတ်ပါတယ်နှုတ်ထက်ရှင်းလွားစရာတခုက လူမှုရေးနဲ့တမိုင်းဆိုင်ရာအခြေအနေတွေပေါ့ဘုံကြီးချောင်းဒီဆိုတာရှေ့ကတည်းကမြန်မာလူမှုအဖွဲ့အစည်းရဲ့အဟိုချက်လို့ဖြစ်ခဲ့တယ်လို့ဆိုကြတယ်လေပညာရေးကိစ္စလေးလူမှုအကူအညီတွေအတွက်အားကိုးရလို့ဖြစ်ခဲ့တော့အဲ့ဒီအပေါ်မှာထားတဲ့ယုံကြည်မှုကအခုထိရှိနေလို့မဲလို့ပြောလို့ရမလားအဲ့ဒီအချက်ကလည်းတော်တော်လေးအရေးပါတယ်ခင်ဗျာဘုံကြီးချောင်းဒီဆိုတာလူတို့နဲ့အမြဲထိတွေ့နေတယ်အဲမြင်သာထင်သာရှိတဲ့အဖွဲ့အစည်းတွေဖြစ်နေတာကို ဆိုတော့အစိုးရဌာနတွေတခြားလော်ကီရဲ့အဖွဲ့အစည်းတွေထက်ပိုးကြီးကြောင်တွေကိုလူလိုက်ရင် ကိုလူကတကယ်လိုအပ်တဲ့နေရာကိုရောက်တယ်ဟုတ်တယ်အကျိုးရှိရှိတုံးတယ်လို့လူတွေက ပိုပြီးယုံကြည်မှုရှိနေနိုင်တယ်အထူးသဖြင့်ကျေးလေ data တွေမှာဆိုပိုပြီးသိတာလားပေါ့နောက်ပြီးတော့လေလူသားမှုရဲ့မြင်သာမှုပေါ့ visibility နဲ့လူမှုရေးအရအတိမတ်ထုခံရမှုကလည်းပါမထင်တဲ့ ဖျားတစုတီးလိုက်တယ်ကျောင်းတဆောင်ဆောက်လိုက်တယ်ဆိုလာက ကိုယ်စေတနာကိုလူအများရှိမှပြသနိုင်တဲ့နီလန်တစ်ခုလိုဖြစ်နေတတ်တယ်လीအဲ့ဒါကစီယုံကိုခုတင်တလုံးလူတာထဲပို့ပြီးတော့လူမှုအတိုင်းအဝိုင်းကအတိမတ်ပြုတယ်လို့ခန်စားရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဒါလည်းဖြစ်နိုင်တဲ့ရှူထောင်းတစ်ခုပါပဲဟုတ်တယ်လူလိုက်တဲ့အရာကကိုထိလျောက်မြင်နိုင်၊ gain တွဲနိုင်တဲ့အရာဖြစ်နေတာ tangibility ပေါ့အဲ့ဒါကလည်းစိတ်ကျေနပ်မှုတစ်မျိုးတည်နိုင်ပါလေဥပမာပြောရရင်ចောင်းဆောင်တစ်ဆောင်ဆောက်လူလိုက်တာက ပညာရေးရန်ပုံငွေထက်ကိုငွေထည့်လိုက်တာထက်ကိုကို့အလူရဲ့အကျိုးတက်ရောက်မှုကိုပိုပြီးတိုက်ရိုက်ခန်းစားရတယ်လို့ယူဆနိုင်တာပေါ့ဒီချက်ဒီအလွန်ကအဲရှုပ်ရှုပ်ထွေးထွေးပေါင်းဆက်ပြီးတော့လက်ရှိအလူဒါနာပြုမှုပုံစံကိုဖြစ်ပေါ်စေတာလို့ဆိုနိုင်ပါတယ်ဒီတော့အစ်ချုပ်ရရင်ဒီနေ့ကျွန်တော်တို့ကြီးခဲ့ကြတာကတော့မြန်မာလူမျိုးတွေရဲ့အလူဒါနာဦးစားပေးပုံစံအထွေအချင်းဖုံးချောင်းတွေကိုပို့လူလေးရှိတဲ့အလေအထားပေါ့အဲ့ဒီနောက်ွယ်ကဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းရင်းတွေပေါ့ ဘာသာရေးယုံကြည်မှုကအဓိကပါနေတယ်လို့တမိုင်းနဲ့လူမှုရေးအခြေအနေတွေအဖွဲ့အစည်းတွေပေါ်ယုံကြည်မှုနောက်ပြီးလှူဒါန်းမှုရဲ့မြင်သာမှုဆိုတဲ့အချက်တွေအလုံးကအပြန်အလှန်ထက်ရောက်မြင်လို့မြင်ရတာပါဟုတ်ပါတယ်ခင်ဗျာအဓိကကတော့ဒီလိုအလူရနာပြုမှုပုံစံရဲ့နောက်ွယ်မှာရိုးရှင်းတဲ့အဖြစ်တစ်ခုတည်းမရှိဘူးအဲယဉ်ကျေးမှုတမိုင်းလူမှုရေးနဲ့ဘာသာရေးယုံကြည်မှုတွေရောရှည်နေတဲ့ရှုပ်ထွေးတဲ့အကြောင်းတရားတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာပါပဲ ဒါတွေကိုနားလည်ခြင်းအပြင်လူဖွဲ့စည်းရဲ့အခြေခံတံပိုးထားမှုတွေကို ပို့ပြီးထိုးထွင်းတည်မြင်နိုင်တာပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ကြပါတယ်ဒီလို အစဉ်အလာအတိုင်းလူသားမှုပုံစံတွေကလေခင်းရဲ့လူအပ်ချက်အထူးသဖြင့်ကျမ်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာရန်ပုံကွေးလူအပ်ချက်တွေပိုများလာတာနဲ့ဘယ်လိုဟန်ချက်ညီအောင်လှုပ်ဆောင်နိုင်မလဲ အစင်လာတန်ဖိုးထောင်းမှုတွေကိုလည်းမပြစ်ပယ်ဘဲနဲ့ပေါ့လောကီရေရာဖုန်ဖြိုးတိုးတက်မှုအတွက်လိုအပ်ကဲအလူရာနာတွေကိုဘယ်လိုအားပေးမိတဲ့နိုင်မလဲဆိုတာကတော့စက်ပြီးစဉ်းစားရမယ့်အချက်တစ်ခုဖြစ်မယ်ထင်ပါတယ်ရှင်။